ရိုက်သများအလုံးမဲမင်္ဂလာပါရှင်။ဘုစတိုဒီ YouTube Channel ရနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအလုံးအတွက်အခုတင်ဆက်ပေးတော့မယ့်ဇာတ်လမ်းလေးကတော့စာရင်းဆရာမင်းဟိတ်ခန့်ဥဒ္ဒတာဒီပါရေးသားထားတဲ့မန်တယ်ထူးပေါင်နဲ့ရန်သူတဦးအကြောင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရစေ။အသေးသေးတင်ဆက်သိရှိဖို့အတွက်ကတော့ ဘေးနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ထူးမောင်လေးတရားထိုင်ရင်းနဲ့စိတ်ဆွမ်းအားနဲ့ကျင်းစင်ဆွမ်းအားတွေကိုတုံးပြီးဒံယာတို့ကိုကူစားလိုက်တော့တယ်အပီးရနဲ့ဇေယဘော်ကိုပြန်တက်လာခဲ့ပြီးနောက်ဥကလာကိုအတင်းနှိုးပါတယ်ဥကလာနိုးလာတဲ့အခါပြောလို့မပြီးသေးတဲ့မောင်ချစ်အကြောင်းကိုဆက်ပြီးတော့မေးမြန်းတော့ပါတယ်အဲဒီအခါဥကလာလည်း မောင်ချစ်အကြောင်းကိုဆက်ပြီးတော့ပြောပြပြမှာတယ်။ဥက္ကလာက သူကိုယ်တိုင်ကသိနေခြင်းမဟုတ်ပေမဲ့အဆောင်အရှောက်တွေပြောကြလာတဲ့အိမ်မဲအရာထူးမောင်ကိုမောင်ချစ်အကြောင်းတွေကိုပြောပြနေတော့ပါတယ်။မောင်ချစ်ဟာအသက်ငယ်ရွယ်စဉ်ကတည်းကကြောင်မလူးမော်အောင်ထားတဲ့လူကြီးတစ်ယောက်ရဲ့ခေါ်ဆောင်သွားခြင်းကိုခံရတယ်။မောင်ချစ်က သူ့အတွက်အလွန်အင်မတန်မှအရေးကြီးတဲ့ဓလုံးကိုစောင့်ရှောက်ပေးထားသူဖြစ်တာကြောင့်ဂျေဆုတင်နာမှုခေါ်သွားခြင်းသာဖြစ်ပါတယ်။အဲဒါအပြင်မော်ပညာမျိုးဆက်ပြတ်မသွားရေးအတွက် ပညာအမွေကိုလည်းလက်စေကမ်းထားခဲ့လို့ဟန်တူပါတယ်။မောင်ချဲကတကြိမ်တစ်ခါမျှမကြုံဘူးတဲ့စွမ်းအားတချို့ကိုမြင်တွေ့ရပြီးအထင်ကြီးလေးစားမိတာကြောင့်လိုက်သွားခြင်းဖြစ်ပါတယ်။ကြွားတရွာကိုဦးတီခေါ်သွားပြီးအဲ့ဒီရွာကြီးရဲ့အပြင်လဲဆောင်တဲတလုံးကိုဆက်သွားကြပြန်ပါတယ်။လဲဆောင်တဲဆိုတာထက်အဲ့တလုံးတို့ပင်ခြံဝန်းကလေးနဲ့တီးတန့်ရှိနေပြီးရွာနဲ့မနီးမဝေးဖြစ်ပါတယ်။ခြံဝန်းလေးထဲမှာတရက်ငပြောမလကစားတဲ့ တီးပြင်းစားပေးများလဲစိုက်ပျိုးထားသေးပါတယ်။ရောက်တဲ့အခါမောင်ချစ်ကိုအဲ့ဒီလူကြီးကသူ့အိမ်မှာလွတ်လွတ်လပ်လပ်နေနိုင်ကြောင်းနဲ့သူမရှိတော့ရင်လည်းအပီးပိုင်ပေးခဲ့မှဖြစ်ကြောင်းပြောပါတယ်။ဦးရင်နဲ့မယ်ဘလို့ခေါ်တော့ဗျ။ကျုံနဲ့မရတော့အရက်ထဲမှာငချစ်လို့ခေါ်တယ်။ဟေး။အေးလူလေးမောင်ချစ်ဦးရင်နဲ့မရတော့ဥပါဆုံးလို့ခေါ်တယ်ကွာ။အလောက်ကိုင်ကရောဗျ။ဝေးရမယ်ဆိုရင်ဘာမဆိုလုပ်တယ်အဲခိုးတယ်လူတယ်ငယ်တုံးရွယ်တုံးကတော့ဓမြပေါ့ကွာခေပြက်ကြီးထဲမှာ တမအားစည်းဝါနဲ့ငွေရှာရတာဘလောက်ခက်ခဲပင်ပန်းကြောင်မေးသိမှာပါတော်မီလောင်ချင်းဆိုတော့ပြာခံဖြစ်မလားတောကြောင်တော့ပြီးလက်ခမောင်းခက်မလားဒီနှစ်ခုပဲရှိရဲ့ဟုတ်တော့လေဟုတ်တာဒါနဲ့ကျုပ်ဒီမှာနေပြီးတော့ဦးကြီးစီကဟောပညာတွေသင်ရမှာလားဒါပေါ့ကွာအချိန်တော့သိမ့်မရအောင်နော်မင်းစ조사ဖို့လိုတယ်ငါကကြကြနေရတော့မှာမဟုတ်ဘူးကောင်းပါပြီလေဒါနဲ့ဦးကြီးရဲ့အဲ့ဒီမှော်ပညာတွေဘလောက်စွမ်းနေဆိုတာကျုပ်သေးချာမသိရသေးဘူးနည်းနည်းကြည့်ကျင်နေဗျာ ဟွန်းမေးရမြင်ကျင်းနေလားဒါဖြင့်အနေအပါတော့အစွမ်းပြရသေးတာပေါ့ကွာအကုန်လုံးတော့မပြတော့မင်းတက်ကြွနဲ့အခါညာရှိသလိုတော့မော့ဟုတ်ကဲ့ဦးကြီးဥပစောကြီးဟာကြောင်ဘလူးမောင်ကိုမောင်ချင်းစိတ်ဝင်တစားတင်ယူကြလာအောင်အစွမ်းပြတော့တယ်ပထမဦးစွာအပေါ်အင်ကြီးလေးကိုအသာချွတ်ချပြီးမစိုးကိုကတောင်းကြလိုက်တယ်ရှေးလူကြီးတယောက်ဖြစ်တာနဲ့အညီပေါင်မာလေးထိုးကွင်းမင်ကြောင့်အပြင်းနဲ့ခန္ဓာကိုယ်အထက်ပိုင်းမှာလေးဆေးလုံလုံအင်းလုံလုံအရာတွေနဲ့ပြည့်နေနေပါတယ် အရွယ်အိုဘီဖြစ်ပေမဲ့တန်ဆွဲတုတ်ခိုင်တဲ့ကိုရဲရှိတဲ့ဥပစောမှာထိမှန်မထားတော့အောင်လှင်းမြန်ပေါ်ပါနေပါတယ်။မောင်ချစ်ကပါဆက်အဟောင်းသာဖြစ်သွားရတယ်။ဥပစောကြီးကရုတ်တရက်နောက်ကျုံးတစ်ချက်လှမ်းချလိုက်ပြီးတဆင်းခုန်လိုက်တော့အိမ်အမိုးပေါ်ရောက်သွားခြင်းဖြစ်ပါတယ်။မောင်ချစ်လည်းစိတ်ဝင်တစားနဲ့အိမ်ရှိကိုထွက်ကြည့်ပါတယ်။အဲဒီလိုကြည့်နေစမှာဥပစောကြီးကအိမ်ခေါင်မိုးကနေတဆင်းအိမ်ချင်းရင်ငပြောရွက်ပေါ်ကိုလှမ်းခုန်ချပြီးငပြောရွက်ပေါ်မှာလမ်းလျှောက်ပြေးပြပါတယ်။ အဲ့ဒီနောက်မောင်ချင်းရှိရာမြေပြင်ကိုရုတ်တရက်လှမ်းခုန်ချလိုက်ပြန်ပါတယ်။လက်တစ်ပြက်အတွင် မြေပြင်ပေါ်ကိုလေးဖက်ထောက်ကျလာသူမှဥပစောကြီးမဟုတ်တော့ပင်အင်ယာမကြောင်နဲ့ကြီးတကောင်ဖြစ်သွားတာကြောင့်မောင်ချစ်လည်းလက်မီတော့အိမ်ထဲကိုပြေးဝင်ပါတယ်။မကြောက်ပါနဲ့ကွာ။ငါအိမ်ထဲမှာပါကွာ။ဒါငါရဲ့ခန္ဓာကိုယ်ထဲကအဆောက်အအုံကြောင်ဘလူးကြီးပါ။ကြောင်နဲ့ကြီးဟာအခိုးအငွေ့တဲ့တန်နဲ့ဥပစောရဲ့လက်ကတဆင့်ခန္ဓာကိုယ်အတွင်းကိုဝင်ရောက်သွားတော့တယ်။ မောင်ချစ်ကတကြိမ်မှမမြင်ဘူးတဲ့ကြောင်ဘလူးမော်စွမ်းအားတွေကိုသဘောကျနေပါတယ်ကိုရိုင်းလဲဥပစောလို့မော်ပညာတဲ့တူဖြစ်ချင်လာတော့ပါတယ်ကျုပ်ကိုဘယ်နဲ့တင် जा ပေးမှာတော့ဦးကြီးလာပညာနေဝင်ချိန်ကစပြီးအာယုံတက်နေထွက်တဲ့အထိအရင်ဆုံးခန္ဓာကိုမှအစီအရင်ဆေးကိုထိုးရမယ်ကွာအဲပြီးရင်တော့ကျင့်စဉ်တွေရှိရပါတော့လာပြေဘိုးကတုံးရက်ပဲလိုတော့တာနော်အေးဒီတုံးရက်မှာလူလေးရဒီအတိုင်းနေလို့မရအောင်ခန်စောစောအိယာဝင်းထား ညတကောင်ကျုံငါနဲ့လိုက်ခဲ့ရမယ်။မိဖို့ထဲမှာငါကြော်ထားတယ်စားထား။ဥပစောကြီးပြောတာကိုမောင်ချစ်လည်းခေါင်းညိတ်လိုက်တယ်။အဲ့ဒီနောက်ဥပစောကြီးကပေါတူးတလက်ကိုယူထမ်းမိအိမ်ကနေထွက်သွားတာကြောင့်မောင်ချစ်လည်းမိဖို့ထဲကငါကြော်နဲ့ထမင်းကိုစားပြီးညနေဆောင်တဲ့အထိစောင့်နေပါတယ်။မိုးချုပ်တဲ့အထိဥပစောပြန်မလာတာကြောင့်မောင်ချစ်လည်းစောစောအိမ်ရောက်ဝင်လိုက်ပါတယ်။ညတကောင်ကျော်တဲ့အခါကြားတကောင်မန်ဖီတဲ့အတံမျိုးကြားရပြီးမောင်ချစ်တယောက်လန်နိုးလာပါတယ်။ အဲဒီနောက်အိယာကထပြီးတော့မီးတိုင်ခွက်ကလေးနဲ့အိမ်ရှိကိုထွက်ကြည့်တဲ့အခါအမောက်ထဲမှမျက်လုံးစင်းကြီးနှလုံးကိုအတိုင်းသာတွေ့နိုင်ရတယ်။မောက်ချင်းကအနေငယ်လန့်သွားပေမဲ့မျက်လုံးစင်းကြီးတွေကတင်းရွေ့ရွေ့တိုးလာပါတယ်။မောက်ချင်းလည်းနောက်ဆုံးနောက်ဆုံးနဲ့အိမ်ထဲကိုပြန်ဝင်မလို့ပြူတဲ့အခါမီးတိုင်ခွက်အလင်းရောင်အောက်မှာမျက်လုံးစင်းကြီးတွေကတိုးဝင်လာပြီးနေလေကတွေ့နေကြောင်နယ်ကြီးကိုပြန်တွေ့လိုက်ရတယ်။မောက်ချင်းကကြောင်ကြီးရအန်တီရပြုတ်မလားလို့ဇောချွေးတွေ ပြန်နေပေမဲ့ ဥပဆုံရဲ့ဇကားတွေကိုအမှတ်ရသွားပြီးကြောင်ကြီးကသူ့ကိုလာခေါ်မှန်းတီးလိုက်ရပါတယ်။ကြောင်နဲ့ကြီးကကြောင်ကလေးတစ်ကောင်လိုပင် မောင်ချစ်ကိုတိုးဝှေ့ပုတ်တက်ပြီးပြန်လဲထွက်သွားပါတယ်။မောင်ချစ်ကဒုတ်တချောင်းမှာအဝေးဟောင်းကိုပတ်လိုက်ပြီးတော့ရေနံစီမီးရှို့ပြီးမီးတုပ်တချောင်းပြုတ်လုံလိုက်ပါတယ်။အဲဒီနောက်ကြောင်နဲ့ကြီးနောက်ကိုလိုက်ပါသွားတော့ပါတယ်။ညာနဲ့တကောင်ကြီးမှာကြောင်နဲ့ကြီးနဲ့မောင်ချစ်တို့ဟာရှေးသွားနောက်လိုက်ညီညီနဲ့ရွာဘက်ကိုဦးတည်လာနေပါတယ်။ရွာနဲ့မနီမွေးရောက်တဲ့အခါ ကျောင်းနယ်ကြီးကရွာထဲကိုမဝင်မဲအနောက်ဘက်ကိုဥတီတာကြောင့်မောင်ချစ်လည်းကျောင်းနယ်ကြီးနောက်ကိုထန့်ချက်မကွာလိုက်ပါသွားခဲ့ပါရဲ့အတပြည့်ပြည့်နဲ့ရွာဆုံးတဲ့အခါမှာကျောင်းနယ်ကြီးကတင်းကျိုင်းဘက်ကိုဥတီနေမှတီးလိုက်ရပါတယ်မောင်ချစ်ကတိတ်ပြီးတော့ကျောင်းနယ်တက်တဲ့သူမဟုတ်တဲ့အပြင်တင်းကျိုင်းများထဲမှာနွားလဲနေစဉ်ကျောင်းနေရသူဖြစ်တာကြောင့်နေနေညညတင်းကျိုင်းကိုတိတ်ပြီးတော့အရေးတယူတော့မရှိပါလေတချက်အဝိမှာမိတိုင်ခွက်ကိုလက်ကထားတဲ့ကြားကမိငိမ့်သွားတာမို့ ပောင်ဝင်းကျင်တစ်ခုလုံးမှောင်မဲသွားပါတယ်။မောင်ချဲကမထူးတော့ပြီဆိုပြီးမီးရောင်မပါချေးပလာနဲ့တင်းညာခြုံချားတဲ့ပြဲကတိုးဝင်มาတယ်။မတန်တွေကိုခလုတ်တိုက်လို့တိုက်မြေပုံတွေကိုဖျက်ကျော်ခွာနေပြီးတင်းညာကြီးအတွင်ရောက်လာတဲ့အခါဝါစင်းရဲ့ပေါ်မှာဆဲလိတ်ဖွာနေရဲ့ဥပစောကြီးကိုတွေးရတော့ပါတယ်။ကြောင်နယ်ကြီးကပြောင်းကွယ်သွားပြီဖြစ်ပါတယ်။ဥပစုံလည်းမောင်ချဲကိုမြင်တဲ့အခါတတိယတော့မခင်ဘူးပဲ။ကြိုက်တယ်ကွာ။ကဲလာ ပြန်မလာတော့ဘယ်များရောက်နေတာလဲလို့ဦးကြီးကတင်းကျန်းရောက်နေတာပဲဗျ။ဘာလာလို့တာတော့ကျုပ်ကိုရောဒီနေရာကြီးကိုဘာကိစ္စခေါ်တာတော့ပိုမလေးကွာ။ဥပစောပြတဲ့နေရာကိုမောင်ချက်ကအမောင်ထဲမှမမြင်ရဖြစ်နေရင်အဲ့ဒီအခါမောင်ချက်လက်ထက်ကမီးတိုင်ခွက်ကိုယူပြီးတော့ဥပစောက လေးတစ်ချက်မှုန့်လိုက်တော့မီးကလေးထားတော့ပါတယ်။မောင်ချက်လည်းမြင်ရလေသမျှမှောက်ပညာစွမ်းအားတွေကိုသဘောကျလို့မစုံဖြစ်နေပါတယ်။အဲ့ဒီနောက်မီးတိုင်ခွက်အလင်းရောင်နဲ့ ဥပစောပြတဲ့နေရာကိုဆင်းကြည့်လိုက်တော့လူသေးမြုပ်ရာတွင်ကဲ့သို့မောင်ချစ်တကူစာတွင်ကလေးတူးထားတာကို တွေ့ရပါတယ်။မိနာမှလည်းအကောင့်တစ်လုံးနဲ့အတူတွင်ထဲကအယိုးဆွေးအယိုးဟောင်းနဲ့အယိုးကောင်းကိုအကွဲကိုအပြည့်ထုတ်ထားတာကိုလည်းတွေ့ရပါတယ်။ဒါဘာလို့မှတော့ဦးကြီးမင်းရောမြောက်ဖို့ဘောကွာ။ဗျာဘလို့ဟဲ့မလန့်ပါနဲ့ကွာ။ဓာတ်လုံးကုန်ပြီးတော့လူသေးလိုပဲဒီတွင်ထဲမှာတုံးရက်နေရမယ်ကွာ။လာပညာရောက်မှငါပြန်လာမယ်။ မင်းနေရလားဒီလိုလုံးမမှော်ပညာတွေစီရင်လို့ရမယ်ဆိုရင်တော့ဖြင့်နေမယ်ဗျာဦးကြီးကိုကြောက်ရွံ့ပါတယ်စိုးရိမ်စရာတော့မရှိပါဘူးကွာတက်လုံးကုန်ပြီလူသေးလို့တွင်ထဲအိတ်တဲ့အခါတက်လုံးကိုမကောင်းဆိုးဝါးတွေလာပြီးတော့လူကြလိမ့်မယ်ငါအဆောင်ရှောက်ထားခဲ့မှာပါမင်းအနေနဲ့မကြောက်ဖို့ပဲလိုတယ်ကောင်းသလိုစီစဉ်ဗျာကျုံတော်စွမ်းအားတွေရပြီဘလို့ချမ်းသာအောင်လုပ်မယ်တွင်းရင်နဲ့ကျင့်တတ်နေပြီဦးကြီးဟေးဟေးကောင်းပါကွာကောင်းပါကဲဒါဖြင့်လာကွာတွင်နှခန်းကို နက်ခတ်မလွဲခင်လောက်ရမယ်။မောင်ချင်းနဲ့ဥပစောတို့တွင်းနက်ခန်းကို ရောက်လာတယ်။မောင်ချင်းကိုတွင်းထဲမှာအခေါင်းချခိုင်းပြီးအခေါင်းထဲဝင်ခိုင်းနေ။အဲ့ဒီနောက်တွင်းထဲမှာမြေသားနဲ့ရံတွေကိုတန်ဆို့လေးများလေးဘက်လေးနံထိုးပြီးချီဖြူချီနီများနဲ့ပင်ကူအိမ်လိုတွေ့ရက်တားဆီးလိုက်ပါတယ်။ပြီးတဲ့အခါဥပစောလည်းမောင်ချင်းခေါင်းရင်ဘက်မှာမီးတိုက်ခွန်းနဲ့အတူထိုင်လိုက်ပါတယ်။မျက်လုံးကိုမှိတ်ပြီးတော့ဂါရာတပုတ်ကိုရွတ်တဲ့အခါဒေကျန်းတွေတိုက်ခတ်လာပြန်တယ်။ဒါပေမဲ့မီးခွက်ကတော့ ငိမ့်သွားခြင်းမရှိဂါရာရွတ်ဖက်နေရင်ဥပစောကြီးကလက်တဖက်ဆန့်ထုတ်ပြီးတော့လက်ဝါးကိုဖြန့်ထားပါတယ်အဲ့ဒီနောက်ကြံတဖက်နဲ့အုပ်တဲ့အခါလက်ခုပ်အတွင်းမှာအလင်းဆက်တချို့ဖြာထွက်လာတယ်လက်ခုပ်ကိုဖွင့်လိုက်တဲ့အခါမောင်ချစ်သိမ့်ပေးထားရတဲ့ဓလုံးလေးကပြန်လဲရောက်ရှိလာပါတယ်ဥပစောကမောင်ချစ်ကိုဗဇက်ဟထားဖို့ပြောတာမို့မောင်ချစ်လည်းဗဇက်ကိုဟလိုက်ပါတယ်ဂါရာမဆုံးခင်မှာဓလုံးလေးဟာလေးမပြန်ဝဲပြီးတပြေးပြေးနေစင်းလာပြီး မောင်ချင်းရဲ့ဗစက်သေးကိုအနက်ရအခိုးငွေတွေနဲ့အတူဝင်းရောက်လာပါတယ်။မောင်ချစ်လည်းဗစက်သေးကတက်လုံးကိုပစောင်းမကတ်ပြီးတော့ငုံထားလိုက်ရအင်ဂျင်စိန်ဖြစ်ပေါ်လာပြီးချက်ချင်းတတိလစ်မေးမျောသွားသလိုငြိမ့်ချသွားပါတယ်။ဥပစုံလည်းအခေါင်းအဖုံးကိုဆွဲပိတ်ပြီးခက်မြက်မြန်မြေဖိုးလိုက်ပါတယ်။အဲဒီနောက်လက်တွေကိုဝှေ့ရမ်းပြီးတော့သူ့ရဲ့အဆောင်ရှောင်ဖြစ်တဲ့ကျောင်းနယ်ကြီးကိုခေါ်ထုတ်ပါတယ်။ကျောင်းနယ်ကြီးကလည်းမောင်ချစ်ကိုမြှောက်ထားတဲ့မြေပေါ်မှာထိုင်နေပါတယ်။ကဲဖေသားကြီး ဒီရလူကလေးမောင်ချစ်ကိုမင်းရဲ့တခင်တယောက်လို့စောင်းရှောင်းရစ်ပြီးတော့နောက်၃ရက်နေရင်အဖေပြန်လာခဲ့မယ်ဟိဥပစောက မောင်ချစ်ကိုစောင်းရှောင်းဖို့အတွက်ကြောင်နယ်ကြီးကိုမှားထားခဲ့ပြီးတင်းညာရဲ့အတွင်ကမိခွက်ကိုကိုင်းပေါတူးကိုထမ်းပြီးတော့ထွက်ခွာသွားတော့ပါတယ်အဲ့ဒီလိုနဲ့လာပြင်းညမတိုင်ခင်၃ရက်တိတိမောင်ချစ်ကလူသေးတယောက်လို့မြေအောက်မှာတလုံးကိုငုံပြီးတော့နေရပါတယ်မြေတွင်ထဲမှာဝင်းကားစားကအိပ်ပျော်သွားသလိုဖြစ်တော်လေမကြလိုက်ပဲနဲ့ မြေဖိုပြီးတဲ့အခါချက်ချင်းတတိရလာပါတယ်။အဲ့ဒီအချိန်မှာအားလုံးကပိတ်မောက်နေပြီးစိတ်ထဲမှာအသက်ရှူရခက်တယ်လို့ခံစားရပါတယ်။ဝမ်းထဲကလည်းစာလောင်မှုတံကိုခက်ပြင်းပြင်းခံရပြီးပါးစပ်ထဲကဓာတ်လုံးကိုပင်မြိုချလိုက်ချင်နေပါတယ်။ဒါပေမဲ့စိတ်ကိုထိမ့်ပြီးတော့တွင်ထဲမှာလာပြင်းညတိုင်အောင်စောင့်နေရတော့မယ်။လာပြင်းနေ့မှာမောင်ချင်းရဲ့စိတ်ကတပြေးပြေးချင်းဒေါသတွေလွှမ်းမိုးလာတယ်။အเจ้าအရင်မရှိဘဲနဲ့ထိမ့်မရအောင်ပေါက်ကွင်းနေပြီးအခုအချိန်မှာ တက်ပြတ်ခြင်းစိတ်သာဖြစ်ပေါ်နေတာကြောင့်ဓာတ်လုံးကိုအံသွားမှတင်းနေအောင်ကြိုက်ထားတယ်။ကြာလာတဲ့အခါမှာသွားအရင်ကသွေးတွေပင် စိတ်ထွက်လာခဲ့ပါတယ်။ဒေါသစိတ်ကိုထိမ့်မနိုင်တော့ပဲလက်ကိုအတင်းကုတ်ချစ်ပြီးအခေါင်းအဖုံးကိုတွန်းပါတယ်။ဒါပေမဲ့အစီအရင်နဲ့ပိတ်ခဲ့တဲ့ချီပြူချီနီကျိုးတွေဟာဖီအားတစ်ခုတစ်ဖွဲဖြစ်နေပြီးလုံးဝရုန်းကန်လို့မရတော့။မကြမီတင်းကြိုက်အတွင်ကိုခွေးတအုပ်ဝင်လာတယ်။အဲထူးထူးဆန်းဆန်းမြင်ခွေးတွေက မောင်ချင်းရဲ့မြေပုံတစ်ခုထဲကိုဝိုင်းအောင်ပြီး ဖဲ့ရဲတူးဖို့နေကြတယ်။ချက်ချင်းပင်ခွေးအုပ်အလဲမှာကြားလောက်ရှိတဲ့ကြောင်နဲ့ကြီးခုံစင်းလာတယ်။ခွေးတွေကလည်းတာမန်မဟုတ်ပဲထွက်ပြေးရမယ့်အစားကြောင်နဲ့ကြီးကိုဝိုင်းမီတိုက်ခိုက်ကြပါတယ်။တင်းကြိုင်းထဲမှာကြောင်တကောင်ကိုခွေးဝိုင်းကိုက်နေတဲ့အတန်တွေကစူညံစွာထွက်ပေါ်နေပါတယ်။ခဏအကြာမှခွေးကိုကြောင်တကောင်ကဒေါသတကြီးကိုက်တတ်တယ်လို့ခွေးအတန်တွေထွက်ပေါ်လာပြီးအကောင်20ခန့်ရှိတဲ့ခွေးတအုပ်ဇီးဝေးချုပ်သွားတော့တယ်။ခွေးတွေကိုလှုပ်ပြီးတိုက်ခိုက်ဖို့စေခိုင်းခဲ့သူကလည်း ဓာတ်လုံးရှိတဲ့နေရာကိုသိနေတဲ့မှော်ပညာတဲ့တဦးသာဖြစ်ပါတယ်။အဲဒီလူဟာလက်ဝဲကိုင်းကအာကိယတမတဦးဖြစ်ပြီးမော်ဝင်ဓာတ်လုံးကိုလာရောက်လူယူခြင်းဖြစ်ပါတယ်။ခွေးတွေတေးသွားတဲ့အခါသူကိုယ်တိုင်ထွက်လာပြီးကြောင်နဲ့ကြီကိုရင်းဆိုင်ပါတယ်။ကြောင်ကခွေးကိုနိုင်တယ်လို့ခွေးရဲကိုအစီအရင်နဲ့ဆင်းလို့ခဲ့ပေမဲ့ထင်းတလို့ဖြစ်မလာတာကြောင့်လူကိုယ်တိုင်ပေါ်လာခြင်းဖြစ်ပါတယ်။အာယုံတက်ချိန်ကလေးကဆင်းလို့ထားတဲ့ခွေးတွေဟာ မိုးတက်ချိန်နီးနီးမှာတကောက်မကျန်အသက်ခံလိုက်ရတာကြောင့်အချိန်သာကုန်ပြီးအရာမထင်ဖြစ်နေတာကိုအဲ့ဒီသူကမကြေမနက်ဖြစ်နေပါတယ်။ညရောက်ရင်တော့လာပြင်းညဖြစ်ပြီးတလုံးကိုယူပြီးတော့အစီအရင်ပြုလုပ်ဖို့လာရောက်ချင်းတာဖြစ်ပါတယ်။အခုအချိန်လဲတိတ်မရှိတော့တာကြောင့်ကြောင်နယ်ကြီးကိုရင်ဆိုင်ဖို့အသိပြင်လိုက်တယ်။ကြောင်နယ်ကြီးကလည်းသူ့တခင်ဥပစုံမှားခဲ့တဲ့အချိန်မောင်ချက်ကိုတခင်လိုစောင်းရှောက်မှဖြစ်ပြီးတိုက်ခိုက်ဖို့ချောင်းမြောင်းနေပါတယ်။လက်ဝဲကိုင်းကပညာတရလည်း ကြောင်ကြီးတိုက်ခိုက်အလာကိုစောင့်နေပါတယ်။ကြောင်ကြီးကတစ်ချက်ခုံပြီးပြေးအုပ်တဲ့အခါအဲ့ဒီလူကအနီးမှာရှိတဲ့မြေပုံတစ်ခုကမြေသားတွေကိုလက်ညှိုးနဲ့ထိုးကော်ပြီးကြောင်ကြီးရှိရာပြက်လိုက်ပါတယ်။မြေသားမြေဆိုင်ခဲကလေးတွေဟာမီးကြီးရဲရဲဖြစ်သွားပြီးကြောင်ကြီးရဲ့မျက်နှာကိုထိတဲ့အခါမီးတပွားပွားကျသွားတော့တယ်။ဒါပေမဲ့ကြောင်ကြီးကလည်းသူ့မျက်နှာကိုမီးမီးရရတစ်ချက်ကုန်လိုက်တော့ပါတစ်ဖက်မှာနှခမ်းနာနီနီအထိပွဲထွက်သွားတော့ပါတယ်။အဲ့ဒီသူဟာ မျက်နှာကသွေးတဆက်ဆက်ကျနေတဲ့အထိအမလျှော့သေးပေဆက်ပြီးတော့တိုက်ခိုက်ပြန်ပါတယ်။ကြောင်ကြီးကလည်းအရန်ဒရိဆန်တကောင်ကဲသို့သူသေးကိုသေးအပြင်းထန်တိုက်ခိုက်ကြရနေဆောင်ချိန်မှာတော့နှစ်ဦးနှစ်ဖက်ဒဏ်ရာတန်ချက်တွေနဲ့သွေးအလူလူဖြစ်လာကြတော့ပါတယ်။ဒါပေမဲ့ခဏအကြာမှာလက်ဝဲကိုင်းသားဟာဂါရာတပုံးရှုပြီးလက်သီးဆုံးလိုက်တာကြောင့်လက်ထဲမှာဆေးမြစ်တစ်ခုပလာပါတယ်။အဲဒီဆေးမြစ်ကိုဗစံနားမှာဆက်ပြီးတိတ်ပြီး ဂါရာကိုအဆက်မပြတ်ရွတ်ဖတ်ပါတယ်။ရိုင်လဲလူနီနီကြောင်နဲ့ကြီးကလည်းနောက်တစ်ချိန်ခုံအုပ်ဖို့အသည့်ပြင်းနေခဲ့ပါတယ်။ချက်ချင်းပင်ကြောင်နဲ့ကြီးကရှိသမျှအားနဲ့ပြေးခုံဝင်လာတဲ့အခါအာဂိရဲ့သမားလည်းစေမြေကိုပါဇက်ထဲမှထဲဝါလိုက်ပြီးကြောင်မျက်နှာတက်တဲ့ကိုမှုတ်ထုံလိုက်တော့ပါတယ်။ပါဇက်ထဲကအခိုးငွေများနဲ့ထီသွားတဲ့မော်ဝေကြောင်နဲ့ကြီးရဲ့ခန္ဓာကိုယ်ဟာချက်ချင်းဆိုသလိုမူလရုပ်ဖြစ်တဲ့အခိုးငွေတွေအဖြစ်နဲ့ပျောက်ကွယ်သွားတော့ပါတယ်။ဟာဟာဟာ အောင်မီကွာအောင်မီဘဲနဲ့တော့ကြောင်းဘလို့အခုတော့လေထဲမှာအငွေးလိုပြောက်ွက်ရပြီမဟုတ်လားကဲရော့ကွာအောင်ချင်းအာကီးရဲ့တမကကျောင်းနယ်ကြီးကိုအနိုင်ယူပြီးဓာတ်လုံးယူဖို့အတွက်မောင်ချင်းရှိရာတွင်းသားကိုရောက်နေခြင်းဥပစောကလည်းနေဝင်လူနီးပြီးမို့မော်ဆေးစီရင်မှုအတွက်တင်းချိုင်းကိုလာရင်းနဲ့စုံမိကြပါတယ်ဓာတ်လုံးလာလူသူကအောင်ပြီးလို့ဟင့်အော်နေခြင်းဥပစောကြီးကအနောက်ကရောက်လာပြီး ကျောတဲတဲကိုစောင်းကန်ထဲလိုက်ခြင်းဖြစ်ပါれအကန်ခံလိုက်ရတဲ့သူကလည်းရှိုင်းထိုးထိုးနဲ့မောင်ချဲကိုမြုပ်ထားတဲ့မြေပုံပေါ်ကိုမောက်ရက်သားလဲကျသွားပါれဘာစောမင်းဟိုးကွာအေးငါပဲပေါ်ကွာဓလုံးတခုရဲ့ဘာကွာဒီနေ့မင်းမင်းနဲ့ငါသူ့သေးကိုသေးပဲမင်းဟာမင်းသေးပါလားအောက်ကိုကြည့်ဦးဟာအာမေနိတန်နေတူမြေပုံအောက်ကမောင်ချဲရဲ့လက်နှစ်ဖက်ဟာလက်ဝဲကိုင်းသားအကင်းရဲ့တမရဲ့ခြေနှစ်ဖက်ကို မိမိရရကြီးစောက်ကန်ထားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီနောက်အောက်ကိုဆွဲချလိုက်တော့ရေထဲကိုခုံချလိုက်သူလိုပင်မြေတွင်းထဲကိုခေါင်းအထိနစ်မြုပ်သွားတော့တယ်။မောင်ချင်းပစ္စက်ထဲကဓလုံးအစွမ်းပြနေပြီးဦးဝစောတိတော်လေအခုအခါမျက်နှာအနေငယ်တီးသွားပါတယ်။မြေပြင်ကိုကြီးလိုက်တဲ့အခါမှာအရာပင်မထင်မဲမောင်ချင်းလက်ချက်နဲ့နိုးဆွဲခံရသူလိုနစ်မြုပ်သွားသူကိုဘလို့ဖြစ်မလဲသိကျင်နေပါတယ်။ခဏအကြာမှာတွင်းနေရမြေပေါ်မွများက ဆိုထိုင်းလာပြီးအကွက်တစ်ခုဖြစ်လာတယ်။ချက်ချင်းမင်းမိချောင်းဆွဲခံရခြင်းရေမှသွေးပွက်တယ်လို့ပဲအဲ့ဒီမြေပုံးကသွေးမြပွက်ထွက်လာပါတယ်။ပြီးတဲ့အခါမှာတွင်းကြီးတစ်ခုလုံးဝုန်းကနေမြည်ပြီးမောင်ချစ်ခုန်ထွက်လာပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးမှာသွေးနဲ့မြေသားတွေပေးကျန်နေပြီးမျက်လုံးမျက်ထောင်များရဲရဲနေနေပါတယ်။ဗစက်ထဲမှာလည်းလက်ဝဲကိုင်းသားရဲ့လက်ပြက်ကြီးတစ်ချောင်းကိုကိုက်ထားပါတယ်။အဲ့ဒီနောက်သူ့ရဲ့အင်ကြီးကိုဆွဲပြက်လိုက်ပြီးလက်ပြက်ကြီးကို တဖဲ့ချင်းဝါးစားတော့ပါတယ်။မောင်ချက်ကလူစိမ့်ပြောက်တလို့ဖြစ်နေပြီးလူသားဝါစားနေပြီ။ဓလုံးအစွမ်းပြချင်းနဲ့လက်ဝဲကိုင်းသားနှောက်ရက်ချင်းတက်တက်ကြုံမိရကနေအဲ့ဒီလိုဆိုးဆိုးဝါးဝါးဖြစ်လာခြင်းဖြစ်ပါတယ်။ဥပစောကိုတိုင်းမင်းအခုလောက်ဖြစ်မယ်လို့ထင်မထားပါ။ဒါပေမဲ့မထူးတော့ပြီမို့လက်ထဲကပါလာတဲ့အထုပ်ကိုချက်ချင်းဖြီးချပါတယ်။အထုပ်ထဲမှာကျေးစုပ်တန်အရှိကြီးနဲ့တထွားခန့်ရှိတဲ့ဝက်ချွန်တစ်ချောင်းမင်းအိုးနဲ့ဆေးမုံတစ်ချို့အပြင် စီမီခွန့်အေးတက်ချက်ဓာတလက်နဲ့အယိုးကောင်းတလုံးပါလာတယ်။အယိုးကောင်းမှာလူကောင်းခုမဟုတ်ပေ။ကြောင်တကောင်ရဲ့ကောင်းခုဖြစ်ပြီးလက်သီးဆုံးမြတာရှိပါတယ်။ဥပစုံလေမောင်ချစ်ရဲ့ကောင်းကိုလက်ဝါးအုပ်ကိုင်လိုက်ပြီးမော်မန်တန်တပုတ်ကိုရွတ်ဆိုလိုက်တဲ့အခါမောင်ချစ်ကဒူးထောက်ကျသွားပါတယ်။ဒါပေမဲ့ပါဇက်သေးကသွေးဆက်ဆက်ကြနေတဲ့လက်ပြက်ကြီးကိုမလွတ်တံကိုက်ခဲထားပါတယ်။ဥပစုံလေဓလုံးကိုမျိုးချမိမှဆိုးရကြောင့်ခေါင်းကိုအနောက်ကနေတက်ချဲရိုက်လိုက်တော့ ဓာတ်လုံးလေးကဥပစော်လက်ထဲကိုရောက်သွားတော့ပါတယ်။ပါဇက်ထဲကဓာတ်လုံးထွက်သွားတော့လေ။မောင်ချင်းကအသိစိတ်ပြောင်းပြဲပြောင်းနေပါတယ်။အဲ့ဒီလိုဖြစ်နေမှလဲစေးစီရင်လို့ရောက်မှဖြစ်ပြီးဥပစော်ကကောင်းကင်ကိုမောကြည့်ပါတယ်။လာပြင်းညဖြစ်လို့ကောင်းကင်မှာဝင်းထိတ်နေရရှိပြီးဥပစော်ကလည်းနက်ခတားရဂျိုးသွားဂျူလာတွေကိုကြည့်ပြီးစိတ်နဲ့တစုံတစ်ခုကိုတွက်ချက်နေပါတယ်။အဲ့ဒီနောက်အင်းပြားလေးကိုမြေပေါ်ပြစ်ချလိုက်ပါတယ်။ကျေးပြားပေါ်မှာစီရင်ထားတဲ့အင်းပြားဟာ နက္ခတ်တက်မှန်သွားတာကြောင့်လာအလင်းရောင်အောင်မှာတာမန်ထက်ပို့ပြီးအလင်းပြက်နေပါတယ်။အဲ့ဒီနောက်အင်းပြပေါ်ကိုကြောင်အယိုးခေါင်းခုံလေးကိုတင်လိုက်ပါတယ်။အဲ့ဒီအခါမောင်ချင်းကိုစောင့်ရှောက်နေတဲ့ကြောင်နယ်ကြီးလည်းအနားကိုတပြေးပြေးရွေ့ပြီးတော့ရောက်လာတယ်။အမန်ကအယိုးခေါင်းခုံကအဲ့ဒီကြောင်နယ်ကြီးရဲ့ခေါင်းခုံဖြစ်ပါတယ်။မူလကတာမန်ကြောင်နယ်တကောင်သာဖြစ်တော်လေ။တေးဆုံးသွားတဲ့အခါပေါ်ပညာအစည်းအရင်များနဲ့ထိမ့်ချုပ်ခံရခြင်းနဲ့ နေကာလာများစွာစီရင်ထားတာကြောင့်ပုံရိပ်ရောင်အရွယ်အစားမှာကြီးမားနေခြင်းဖြစ်ပါတယ်။ဥပစောက အင်းပြဘော်ကကြောင်းအယိုးကောင်းပေါ်မှာစီမီးတစ်ခွက်တင်ပြီးတော့ထုံးပါတယ်။အဲ့ဒီနောက်ကျေးစုပ်တဲ့အရှိကြီးရဲ့အဖျားကိုခြုံမြနေတဲ့တဇူးဝါလေးတက်လိုက်တယ်။စေးမင်းရဲ့အိုးထဲကိုလည်းစေးမုတ်အနေငယ်ဖြူပြီးတော့ထိလိုက်ပြန်ပါတယ်။အဲ့ဒီနောက်မိအိုးကိုစီမီးနဲ့အောက်ကမြိုက်တဲ့အခါတဖြည်းဖြည်းပူနွေးလာတော့ပါတယ်။၄၄ပါသော ကျောင်းမပညာရှင်တို့ရဲ့အထောက်အပံ့ကောင်းဖြစ်တဲ့ဤစေတော်ကြီးဟာအခုအခါတရဝန်နတ်ခန့်နဲ့စမ်းရှင်နဲ့ဝါကောင်လာပညာဖြစ်ပါတော့ကြောင့်တိတ်ထီတင်းမီမော်ဝင်ပြီးစေတော်ကြီးဖြစ်စေရမည်ငါစရာအာနာငါအမင်းဖြင့်ဤစေသည်ကျောင်းဘလူးမော်တွင်းရမှာအောင်ရအောင်ကြောင်ဖြစ်စေတည်းဥပစောပြောဆိုပြီးရနဲ့ကျောင်းနယ်ကြီးကအခိုးအငွေ့တတန်းနဲ့စေမင်းရင်အိုးထဲကိုဝင်းရောက်သွားတော့တယ်အဲ့ဒီအခါမှာဥပစောလဲစေရည်တွေကို တဇူးဝတက်ကျေးစုပ်တန်တို့နဲ့တိုးထီပြီးမောင်ချီရဲ့ငဲထိတ်တဲ့ကိုဇက်ကနေထိပေါက်လိုက်တယ်။အဲဒီအခါမောင်ချီတကိုယ်လို တုံကြီးလာပြီးညနာကပို့ပြီးတော့ခတ်ထန်လာပါတယ်။ဥပစုံလေမောင်ချီရဲ့ဥကောင်နှစ်ဖူမျက်ခုံကအစဒူးပောင်ခါခြေလက်စသည်တို့ကို စေးအစီရင်မပြုတ်လို့မီ စေးပနဲ့ချပါတယ်။စေးပနဲ့ချပြီးရနဲ့နောက်ကျောပြင်ရှင်ဘတ်လက်မောင်းနဲ့ပေါင်းတို့ကိုတကိုယ်လုံးသွေးစုံအောင်မော်အင်းမော်စမမြထိုးနှံစီရင်ပြီးတော့တယ်။ စေးစီရင်ချင်းညနဲ့တကောင်ကြောတဲ့အခါကြီးအခရာတွေကို အခြေခံတဲ့စမားရုပ်တွေနဲ့နောက်ကျောပြင်မှာထင်ရှားတဲ့အယုတ်ကြီးကိုလည်းထိုးနှံပေးထားသေးပါတယ်။အယုတ်ကကြောင်နယ်ကြီးပေါ်မှာဘလူးဝခွာစည်းထားဟန်ဖြစ်ပြီးကြောင်ဘလူးမော်ပညာရှင်ရဲ့အသက်သွေးကြောပင်ဖြစ်ပါတယ်။အဲဒီအယုတ်စီးရင်ချိန်နဲ့ပင်အာယုန်တက်ချိန်နီးသွားတော့ပါတယ်။အယုတ်ကိုထိုးပေးပြီးတဲ့အခါမောင်ချေပါဇက်ထဲကလက်ပြက်ကြီးကိုအသားလေးဆွဲဖယ်ပြီးတွင်လောင်ကြလာတဲ့ရှာကိုလည်း စေးသုံးချက်ပေါက်ပေးလိုက်ပါတယ်။ပြီးရတဲ့ဓာတ်လုံးကိုပါဇက်ထဲပြစ်သွင်းပြီးမင်းကိုဆွဲမောလိုက်တော့ဓာတ်လုံးနဲ့ဝမ်းအတွင်းကိုကြောက်သွားတော့ပါတယ်။အဲ့ဒီအခါမှမောင်းချက်လေအသည့်စိတ်ပြန်လည်လာပြီးပြင်းထန်တဲ့ဆေးအရှင်အခိုးပြပါတယ်။တကိုယ်လုံးကအငွေထောင်းထောင်းထွက်လာပြီးပြင်းထန်တဲ့နာကျင်မှုကြောင့်တတိမိမျောသွားတော့ပါတယ်။ဦးကလာပြောပြတဲ့ကြောင်ဘလူးမော်အကြောင်းကိုထူးမောင်နဲ့တေချာနားထောင်နေပါတယ်။နားထောင်လို့ကောင်းလို့နားထောင်နေခြင်းမျိုးတော့မဟုတ် ရန်သူရဲ့အားနည်းချက်အားသာချက်ကိုတုံ့တန်နေခြင်းမျိုးဖြစ်ပါရယ်ဒီအစီရင်ကြောင်တော့သိရပါပြီဒီအကြောင်းဘလူးဖော်ရဲ့အကျိုးဆက်နဲ့သူ့ရဲ့စွမ်းအားတွေအကြောင်းသိထားသမျှကိုစိုးပါအောင်ဥကောင်လူရဲ့အေးဒါကတော့အတော့ကိုကျယ်ပြန့်နေကွာမောပညာဆက်ခန့်သူဟာသူ့ရဲ့စိတ်နဲ့ပညာတို့ဆက်နွယ်သွားတယ်လေ့ကျင့်မှုဖန်တီးနိုင်စွမ်းနဲ့စိတ်စွမ်းရင်ပေါ်မူတည်ပြီးတိုးတက်ပြောင်းလဲလာတာလေပွဲစားမောင်းချင်းမှ ရှိနေနိုင်တဲ့ကြောင်ဘလူးမော်စွမ်းအားကိုပဲသိတယ်လို့ပြောပါဗျာ အကုံတော့မသိဘူးကွာကျောင်းဘလူးမော်အောင်မင်းနောက်မှာသူရဲ့ခန္ဓာကိုယ်ထဲရမှောင်ဝင်ကြောင်းတဲ့ကြီးကိုလို့တလို့စေခိုင်းနိုင်တယ်လို့ဂါရာမန်တန်အစွမ်းနေနဲ့တာမန်အရွယ်ဆောက်ရှိတဲ့ကျောင်းတွေအဖြစ်လည်းမှော်သွင်းနိုင်နေအဲ့ဒါပြင်သူကိုယ်ရန်ကလည်းကျောင်းတကောင်ဖြစ်သွားနိုင်နေဒါကအကျံပြင်းပြောတာနော်ဒီထက်မကပို့နိုင်နေသူရဲ့အဓိကအားထားတိုက်ခိုက်ရမှာလေကျောင်းတကောင်တို့လက်သေးကိုသာအားကိုးတာတွေ့ရတယ်အဲ့ဒါကြောင့်ကျောင်းလက်သေးမောက်ချင်းလို့အမိတွင်းတာပေါ့အဲတေးကြတာကတော့ လှုံရှားမှုတိုင်းဟာကြောင်တကောင်အတိုင်းပဲဆိုတော့သူ့ရဲ့စိတ်ကလည်းကြောင်စိတ်လွှဲမှုနေနိုင်တာပဲဟုတ်ပြီဒါဆိုရင်သူနဲ့ရှင်ပြိုင်မှုနီးလန်းတွေတုံးတက်မိပြီကြုံသွားပြီပြောမလောနဲ့ထူးမောင်မားတက်တယ်ကွာပန်းဖြူနဲ့ဥတန်ခဲရိုးဆိုတာလွယ်လွယ်နဲ့မသေးပါဘူးကွာမင်းအနေနဲ့မောင်ချီရဲ့ကြောင်ဘလူးမော်ပညာကိုရှင်းနိုင်မှုမန်တန်မော်ရီအစ်စ်တိုးမြင့်ရမယ်ဘလို့မျိုးမော်ပညာအစ်စ်နှုံးပြဓာကြီးလေးပါမော်လေဓာကြီးလေးပါမော်ဟုတ်လားဥကလူမှန်တာပေါ့ မင်းရဲ့ပထဝီတေဇောအဖို့ဝါရောဆိုတဲ့ဓာတ်လေးပါးကိုအခြေခံတဲ့မော်မန်တန်တွေဟာအသားမှာမှော်စင်းအဖြစ်ထိုးနှံတဲ့အဆင့်သာရှိသေးရင်အဲဒါကြောင့်အဆင့်လွန်ဖြစ်ပြီးစိတ်နဲ့တသားတဲ့ကြောင့်အောင်မှော်သွင်းရလိမ့်မယ်။ဥကလာနဲ့ထူးမောင်တို့လည်းမောင်ချစ်ကိုအနိုင်တိုက်ခိုက်နိုင်မှုမိတ်ဆွေတွေကိုကဲတင်မှုနဲ့မော်မန်တန်များအဆင့်တိုးမြင့်မှု ကိစ္စသုံးရက်ကိုအစီအစဉ်ချတော့တယ်။အဲဒီနောက်ဥကလာလည်းပြန်မအိတ်တော့ပင်မန်တန်မှော်အကြောင်းကိုထူးမောင်ကိုမိုးလေးနဲ့တိုင်အောင် ဆက်လက်ရှင်းပြပြန်ပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဆောင်ရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့ရန်သူတဦးအကြောင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးတော့မလဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါတယ်။ နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါတယ်ရှင်